အခုခေတ်မှာကချစ်လို့ယူရကိုအမျိုးသမီးကိုမလုတ်ဖဲနေတဲ့အမျိုးသားတယောက်မှမရှိဘူးအဲ့ဒီ comment လေးကိုပေါ့နော်အမှန်တိုင်းပြောနေကျွန်တော်ကိုယ်တိုင်နဲ့အဲအဲ့ဒါကိုပြောနေတာ comment တွေအများကြီးဖတ်တဲ့ခါမှလေဒီ comment တွေအများကြီးတွေ့တယ်အခုမှပဲဆရာမလည်းမိုးလင်းမဖုန်းကိုကြည့်တဲ့ခါမှ comment တွေအများကြီးတွေ့တယ်အဲဒီဟာကဇလန်းပုံမြင်သွင်းပြီးတော့ပြောတာပါတို့တခြားဆရာတယောက်ကပြောတဲ့အကြောင်းအရာတွေရှိပါတယ်တို့ဘလို့တို့တကယ်တယောက်တစ်ယောက်က ထုတ်ဖို့မပြောတာပဲရှိတယ်လေဇလန်းတွေကအများကြီးရှိတယ်အမလီဘသူကဘသူ့ကို copy ယူလာလဲဆိုတော့ comment တွေကလာသေးတယ်เนาะအမအများကြီး comment တွေကအဲဒီကြားရဲ့မြှော့ဆိုတဲ့ပြဿနာတွေကလာသေးတယ်။နောက်သားကြောဖြစ်လာတဲ့သူကခလေးပြန်ရနိုင်လားဆိုတဲ့ comment တွေလည်းလာသေးတယ်။ဆက်မစာနဲ့တော့ပြန်ဖြေထားတယ်ဒီမှာကြုံလို့ပြောလာအောင်မယ်။သားကြောဖြစ်ထားတဲ့နေရာကဟိုကတောက်ပြုံကိုပေါ့နော်။တောက်တောက်ပြုံတောက်ပြုံကျတဲ့တောက်ပြုံလမ်းကြောင်းလေးကိုသူကဘူးလုံးလေးထုံထားတယ်အနေထားလေးခြိထားတာရှိတယ်။ဒါမှမဟုတ်လုံးဝဟို ကတိနဲ့ပြီးတော့ဖြတ်တယ်လို့မျိုးပေါ့နော်ပြတ်ထားပြီးတော့ထုံးလိုက်တဲ့အနေဒါရှိတယ်အဲ့တော့ကိုကဘူလုံးလေးထုံးပြီးချီထားရင်လားဆိုဒါလေးကိုပြန်ဖြီလိုက်ရင်တော့ကဲတာဥပြုံလေးကလမ်းကြောင်းနဲ့ပြန်ပွင့်ပြီးတော့ခလေးပြန်ရနိုင်တယ်လုံးဝကိုရတိပြတ်ဖြတ်ထားတဲ့အနေထားလားဆိုတာကိုဖြတ်ခဲ့တဲ့ဆေးရုံဆရာဝင်နဲ့သွားတိုင်မြင်ပြီးတော့ပြန်ယူခြင်းယူလို့ရတယ်နော်ဒါကြောင့်လို့ဒီနေရာကနေပြောလိုက်တာ เนาะပြီးစီးအိမ်ကြတာစီးအိမ်ကြတာဘယ်လိုမျိုးလဲအဲ့ဒါလည်းဖြေအောင်မယ်အများကြီးပဲရှိရယ်နောက်ဒီမှာ comment တွေပတ်သက်ပြီးတော့အိမ်ဆောင်ရေးနဲ့ပတ်သက်တဲ့ comment တွေအများကြီးတွေ့ရတယ်ပြီးရင်မြို့သမီးတွေဆိုလည်းဒီမှာအာမြို့သမီးတွေမျိုးသားတွေပဲစိတ်ခံစားချက်ပြီးညောက်တယ်ဆိုတာမရှိရမို့မြို့သမီးလည်းလူပဲတို့မှာအာကျမတို့ကျမတို့မြို့သမီးတွေမှာပေါ့နော်ပြောချင်တာကျမတို့မြို့သမီးတွေမှာလည်းလိန်စိတ်ဆန္ဒဆိုတာရှိတယ်အဲ့တော့ပြီးမြောက်အောင်ဘယ်လိုလုပ်ရမလဲဆိုတော့ဆရာဆရာကြီးတွေရဲ့ comment တွေနဲ့အတူနော်အများကြီးအများကြီးကွန်ကွန်နေကြပြီဗီဒီယိုက1 million ကျော်သွားတယ်ရှစ်1 million ကျော်သွားတော့လေอืม အများကြီးပဲအဲ့တော့ comment အနေနဲ့ဒူပေါ့နော်ပါလေလဲဇက်ဟိုအစုံမဲ့ဆရာဆရာကြီးတချို့တချို့ကြတကယ်ကိုအင်တာဗျူးသွားနေပတ်သက်ပြီးတော့ဘဟုတုတရလို့ဆိုပြီးတော့ comment မန်းတဲ့သူတွေလည်းအများကြီးနော်အဲဆိုကြရလဲမင်းကလေးတွေကမနေကျင်ဘူးအမလေးမနေလေကောင်းလေပေါ့ဆိုတော့အခုကတမျိုးတော့တို့ comment တွေမှာတွေ့လိုက်သေးတယ်အဲဒီဒီအိမ်တောင်ရေးမှာဒီကိစ္စကြီးပါနေချစ်ချစ်မြတ်တယ်တော့ချစ်ချစ်လို့ယူတဲ့အိမ်တောင်ရေးစုံတွဲတိုင်းကအရင်ခစ်ကဗာ ချက်တော်ကိုလက်နဲ့ရိပ်ယုံလေးနဲ့ခလေးရတယ်ဆိုတာကရာဇဝင်နဲ့ဟိုးနောင်နောင်အကိုကရှိခဲ့တဲ့ပုံမြင်တွေဇက်ထုတ်တွေထဲမှာပဲရှိတာအခုခေတ်မှာကချစ်လို့ယူရဲ့ကို့အမျိုးသမီးကိုမလုတ်ဖဲနေတဲ့အမျိုးသားတယောက်မှမရှိဘူးအဲ့စကားပြောလို့ရိုင်းနေထင်နေဆိုရင်ဒီဗီဒီယိုကနေချက်ချင်းထော်သွားလို့ရတယ် ဲ့တော့တေချာတစ်ခုကတော့ဒီအင်တာဗျူးတစ်ခုမှာဒီဟာပါကိုပါတယ်အဲ့တော့ဆီမတော့အဲ့ကွန်မန့်တွေ့လို့ဟိုဟာစာနဲ့ဖြေထားပါသေးတယ်50 50ပဲအင်တာဗျူးမှာချစ်ချင်းမြတ်တာတွေကလည်းအရေးကြီးတယ်လို့နောက်ထပ်50ရခိုင်တော့ဒီစက်ကိစ္စကလည်းအရေးကြီးတယ်မပါဘူးမပြည့်စုံဘူးဆိုရင်အဆင်မပြေဘူးဒါကြောင့်မို့အင်တာဗျူးမဲ့အကိုတွေငါကိုတွေ sorry ကိုကိုကိုတော့လွတ်မြန်နေလားငါကိုမကြမ်းမအောင်ဆိုဖြေဆွဲရမယ်ငါအင်တာဗျူးတော့မှငါဘလို့ပဲအဲ့အဲ့ဒါကြိုတင်သိထားဖို့လိုတယ်ငါကိုငါကြမ်းမအောင်နေအစားတော့တယ်အရေးတွေဝအောင်အေးရေတွေဘလို့စနစ်တကျတော့ဘာလို့လဲစားတဲ့နယ်ကောကိုလေလာအခုခေတ်ကလေလာလို့ရ ရတဲ့ခင်မှာအများကြီးလေ့လာလို့ရတဲ့ခင်မှာလေ့လာရလေဆမလို့ပြောပြရဲ့သူတွေရှိတာကောင်းတယ်ဆိုပြီးတော့တမျိုးပေါ့နော်တချို့ကြလည်းအမြင်မတူတာမှန်ကြတဲ့သူတွေကတမျိုးကိုကျေးဇူးတင်ပါတယ်ဘာပဲဖြစ်ဖြစ်အဲ့တော့ဘုရားတရားရပါတယ်အမြင်ချင်းအမြင်ချင်းနဲ့ထပ်တင်ပါဟုတ်ကဲ့ပါရှင်နောက်ထပ်တဲ့အင်တာဗျူးနဲ့ပတ်သက်တဲ့ကျမရဲ့ပတ်သက်တာလေးတွေဒီနေ့အတွက်ကျွန်တော်